ဂွေတိုင်းစီတုတ်ဒရာမြူနယ်ကတော်လိုင်းထောက်ဖို့တူဖြစ်တဲ့ဦးမြင့်ဆွေကိုဒလန်ဆူရဲဆွဆွဲချက်တစ်ခုနဲ့သူယုံကြည်တဲ့တော်လိုင်းအဖွဲ့အစည်းတစ်ခုရဲ့လက်ထဲမှာတက်ဖြောက်ခဲ့ရတဲ့အခြေအနေပါကျွန်တော်တို့လက်နက်ကင်လှုပ်ရှားမှုတွေစတော့ဦးမြင့်ဆွေကိုအကူအညီယူခဲ့ရတယ်သူတို့ကလည်းဖြစ်စေခြင်းနဲ့သူတို့ရွာကန်လူတွေကလည်းအကူအညီပါဝင်ခဲ့ကြတာအများကြီးပဲလို့ဦးမြင့်ဆွေရဲ့လက်တွဲလောက်ကင်ခဲ့ဘူးတဲ့ဒေသခံကောက်ွေးတပ်ဖွဲ့ကောင်းဆောင်သူကအတီးပြုပါတယ်ဆရာတော်မသိမ့်မီကလေးကဒေသတွင်းတက်ကြွလှုပ်ရှားသူတူဖြစ်တဲ့ဦးမြင့်ဆွေဟာ လူတော်လှန်ရေးစတင်ချိန်မှာရှီတန်းကနေပါဝင်ခဲ့သူပါဒါပေမဲ့မြို့နယ်ပကဖခေါင်းဆောင်ဦးကျော်လွင်ဦးနဲ့ပုတ်ခွေမပြေလည်မှုတွေရှိခဲ့ပြီးနောက်မှာဦးမြင့်ဆွေဟာစစ်ကော်မရှင်ရဲ့အများစင်းရောက်ချင်းခွေလုပ်ငန်းကိုလုတ်ကင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြစ်မှတ်ထားခံလာရပြီးလက်နက်ကိုင်ပကဖအဖွဲ့ဝင်တွေကသူ့ရဲ့နေအိမ်ကို2024ခုနှစ်စက်တင်ဘာ6ရက်နေ့မှာဝင်ရောက်စီးနှင်းခဲ့ပါတယ်မိသားစုဝင်တွေရဲ့အဆိုအရပကဖတွေဟာလုပ်ငန်းနဲ့မသက်ဆိုင်တဲ့ချက်သိန်း40ကျော်နဲ့ရွှေတွေပစ္စည်းတွေကိုပါတင်စီသွားခဲ့ပြီး ကလေးကိုပါတတ်မယ်ဖြတ်မယ်ဆိုပြီးအတိုင်းအတဲ့ချင်းချောက်ခဲ့တယ်လို့ဆိုရတယ်စစ်ဆေးမှုတွေအတွင်းမှာဦးမြင့်စွေဟာစစ်ကောင်မရှင်နဲ့ပတ်သက်တယ်ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားမတွေ့ရှိခဲ့တဲ့အတွက်ပါခပကြီးရတာဝန်ခံတချို့ကသူ့ကိုခံဝန်နဲ့ပြန်လုပ်ပေးဖို့အကြံပြုခဲ့ပါတယ်ဒါပေမဲ့ခေါင်းဆောင်ဖြစ်သူဦးကျော်လွင်က သူ့တာဝန်ဆိုတဲ့အာဏာနဲ့ပယ်ချခဲ့တယ်လို့ပါခပနဲ့နီးစပ်သူတူကပြောပါတယ်ဒီလုပ်ရက်တွေကြောင့်ပဲမြို့နယ်ပါခပအဖွဲ့အတွင်းသဘောထားကွဲလွဲမှုတွေပြင်းထန်စွာဖြစ်ပြီးအဖွဲ့နှစ်ဖွဲ့ကွဲကွာသွားခဲ့ရသည့်ဖြစ်ခဲ့ပါတယ် ။ဦးမြင့်စွေကိုတနေ့ကျော်ကြာထိန်းသိမ်းထားပြီးတဲ့နောက်2025ခုနှစ်အောက်တိုဘာ22ရက်နေ့မှာတော့ချုပ်ခန်းကနေထွက်ပြေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြစ်တက်လိုက်ကြပါတယ်။မိသားစုဝင်တွေကတော့အလောင်းကိုတော့ပြန်လည်မရရှိခဲ့ပါဘူး။မျိုးနဲ့ပကပကောင်းဆောင်ကျော်လွင်ကအမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတယ်ကျွန်တော်တို့အမှုကသူ့အတွက်အရေးကြီးဆုံးပဲအဲဒါကြောင့်တက်တည်မကြအောင်နှုတ်ပိတ်လိုက်တာလို့ဦးမြင့်စွေရဲ့တာဖြစ်သူကပြောပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မကွေးတိုင်းပကပကတော့စုံစမ်းနေစေဖြစ်ကြောင်းသာဖြေကြားခဲ့ပြီးအန်ယူဂျီကာကွယ်ဝင်ကြီးဌာနနဲ့ပြည်ထောင်ဝင်ကြီးဌာနကို ကျင်းကျင်းဆက်တွေ့မြင်မြန်ခဲ့ပြီးမြဲအနေအထိတရားဝင်တုံ့ပြန်မှုသူဆုံးတရားမရသေးပါဘူး။ပြောရရင်တော့အမြင့်ဆုရဲ့ဖြစ်ရဟာတော်လိုင်းကလာတွင်အန်ယူဂျီအစိုးရအနေနဲ့လူတွေအလောက်ကအဖွဲ့အစည်းတွေရဲ့အခုလိုလုပ်ရက်တွေပေါ်ပွင့်လင်းမြင်သာစွာစုံစမ်းဖော်ထုတ်ဖို့လိုနေပြီဆိုတာပါ။ဒီကြောင့်သာရေယူဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်စစ်အာဏာရှင်ကိုတော်လိုင်းအားမှာဒီကအင်အားဖြစ်တဲ့ပြည်သူလူထုရဲ့ယုံကြည်မှုကိုပါဆုံးရှုံးသွားနိုင်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်။